bronchial dermoplasty ကြောင်းမင်းကိုငါပြောမယ် bronchial dermoplasty ဆိုဒီမှာ bronchi ဆိုဒီမှာအသက်ရှူလမ်းကြောင်းများကိုဆိုလိုသည် dermoplasty ဆိုဒီမှာ dermos ဆိုဒီမှာအပူ plasty ဆိုဒီမှာအသက်ရှူလမ်းကြောင်းများကိုပုံဖြတ်ခြင်းကိုဆိုလိုသည်အစုတ်သေးရှိလေကြောင်းလမ်းကြောင်းများသည်အပေါ်မောက်တစ်ပင်နှင့်အရွက်များကဲ့သို့ဖြစ်သည်အဆမရှိသောအခါဤလမ်းကြောင်းများ၏အချင်းတီပုံငယ်တွားသည်ဤအချင်းကိုပြန်လည်ကျပြန့်စေရန်တင်သည် inhalers nebulizers ကဲ့သို့သောဆေးများဖို့အသုံးပြုသည်တို့တော့တခါတရံ ဤလမ်းကြောင်းသည်အလွန်ငယ်သွားပြီးအဲ့ဒီအတိုင်းပဲကျန်နေပြီးပို၍ကျင်းသွားသည်ထို့ကြောင့်ယေရှိသမက်ယောဂရှိသူများအထူးသဖြင့်ဆီလိတ်တောက်သူများရဲ့ Hawers Nebulizers တုံးရသူများဆေးရုံကိုပကြကနလာရသူများ Critical Care Unit တို့လာရသူများ Mechanical Ventilation ကြာယူရသူများတွင်ဤအခြေအနေကိုမထစ်ပေါ်စေရန်ကာကွယ်ရန်ဖြစ်သည်အလွန်ပြင်းထန်ပြီးကုသမှုနီလန်းအလုံးကိုအသုံးပြုပြီးသားအရေးသွေးမပြည့်ဝသောလူများအတွက်ကျွန်ုပ်တို့သည် Branch Shoulder Plasty ကိုပြုလုပ်ပါသည်ဤဒီမှာ Branch Shoulder ဖြစ်ပြီး Endoscopy တစ်ခုဖြစ်သည် ျလုတ်တို့သည်နှကောက်မှအဆုတ်ထဲသို့ဝင်ပြီးအဆုတ်ဤအချားအစိပ်ပိုင်းများသို့ ကြောက်ရံအပူပေးစနစ်ပါသောဝါယာကြိုးများကိုထည့်ပါသည်နှစ်ချက်သုံးချက်အတွင်အဆုတ်ကို အပူပေးပြီး အပူကြောင့်ကျဉ်းညောင်းနေသော ပိုက်ညာကိုကျဉ်းညောင်းခြင်းမှကာပွယ်နိုင်သည်တစ်ပတ်နှစ်ပတ်အတွင်တစ်ချိန်နှစ်ချိန်ထိုင်ပြီးပြင်းထန်သော bronchial asthma သည်ပြင်းထန်မှုမရှိတော့ပါတင့်ရေးပေါ်နှင့်အရေးကြီးကုသရေးဌာနတွင်ဝင်ရောက်ကုသမှုကိုရှောင်ရှားနိုင်သည်အခြေခံစိနက်ကိုသာတုံ့ရပြီးတင့်ရဲ့အရေးတွေးတိဝတ်မှုသည် ပုံမှန်အတိုင်းပြက်လဲကောင်းမွန်လာပါသည်